ါပါအားလုံးမဲ့တာယာတဲ့နေ့လေးတနေ့ကိုပိုင်ဆိုင်ကြပါစေနော်အာမြင်ရတော့ဒီဗီဒီယိုဖိုင်လေးကိုဘာအကြောင်းလေးပြောချင်တယ်ဆိုလို့ရှင်အခုပေါ့နော် ဒီရာအခုမမင်ဝတ်ထား stainless steel ပေါ့ stainless steel လေးတွေရဲ့ error တချို့အကြောင်းပြောပြချင်ပါတယ်เนาะ stainless steel လေးတွေရဲ့ error တချို့အကြောင်းပြောပြချင်ပါတယ်ဟိုတနေ့ကတော့မမင်ကထိမ့်သိမ့်ဒီလေးတွေကိုပြောပြထားတယ် stainless steel ရဲ့ error တခုကအခုနောက်ပိုင်းတတ်တာအဲ error နှစ်ခုလောက်မမင်ရှိမှာတတ်တယ်ပေါ့เนาะဒါချစ်သူလေးတို့ကိုလည်းမမြန်သိအောင်ပြောပြချင်ပါတယ်ဒါကတော့အခုမမင်ဝတ်ထားတာက stainless steel ဒါအခုငကတစ်ဖက်ကတော့ပျောက်သွားလားတစ်ဖက်ကနောက်ပိတ်ချွေရင်းနဲ့ပဲရောက်သွားမှမသိဘူးကတင်းအောင်ကြောက်သွားလားပြန်မကောက်တိုင်းတစ်ဖက်တည်းဝတ်ထားဒါကမမင်ဝတ်ထားတာ ာ၅လရှိပါပြီနော်ဒါမမင်ဝတ်ထားတာ၅လရှိပါပြီမှတ်ကြည့်ပါဒါမမင်ဝတ်ထားတာ၅လရှိပါပြီအခုဒီအခုမမင်းလေဘင်းမှာဆွဲထားတဲ့စီတူဂျိုးလင်းဆိုလို့ရှိရင်အဲဒါအတူတူလုံးမဲ့ဒီအခု stainless steel လေးတွေကိုအတူတူလုပ်တဲ့တငယ်ချင်းကနေပြီးတော့မှလက်ဆောင်အရင်ပေးထားသူအရင်ပေးလို့မှဒီဟာလေးတွေကိုမမင်းကဝတ်ကြည့်တာပေါ့နော်ဒါတငယ်ချင်းကနေပြီးတော့အရင်ဒီပစ္စည်းလို့လက်ဆောင်ပေးတဲ့အချိန်မှာမမင်းကဝတ်ကြည့်လိုက်တယ်ဝတ်ကြည့်လိုက်တဲ့အခါကျတော့ဒီဒီဟာလေးကလေးလေးလေးရှိရဲ့နော် ဟိုးရတာလည်းအဆင်ပြေတော့မမင်းတို့အသားရေကဒီရွှေရည်စိန်ပေါ့နော်ရွှေရည်စိန်နေလုံးဝဝတ်လို့မရဘူးရိုးရဲရွှေစိန်ဝတ်လို့မရဘူးเนาะပြောမယ်ဆိုအတုတွေဘာမှဝတ်လို့မရဘူးငွေတော်မှပဲမင်းတို့ကချွေးပေါ့နော်အက်ဆစ်တက်ပါတဲ့အခါကျတော့တခါတလေကျရင်ငွေဝင့်ရင်တော့ပဲဒီလိုမျိုးညိုသွားတတ်တာရှိရပေါ့နော်ဒါကတော့ ေချာလေးမမင်းကပရင်အပ်ပြီးတော့လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှဖြစ်ဒါတောင်မှငွေတောင်ကြကြနေလို့ရှိရင်လေဒီအမဲလေးတွေဖြစ်သွားတယ်ဒီထောင်လေးတွေမှာမဲသွားတတ်တယ်ဒါကြောင့်မမင်းကအယောင်လဲပြန်တင်းနေတေချာလေးပြန်စည်းတာမျိုးတွေမမင်းလောက်တယ်ပေါ့နော်ပြန်လောက်ပြီးတော့မှဝှက်ရတာပေါ့ဝှက်ထားပေါ့နော်ရွှေမဟုတ်လို့ပါတကယ်လို့ရွှေဆိုရင်တောင်မှပဲ จาจาวุบปาเมียလို့ရှိလို့ရှင်ဒီရွှေတွေကအယောင်မှိန်သွားတတ်ပါတယ်မှိန်တတ်ပါတယ်เนาะဝုတ်ပါမြိုင်တော့တော့ပြန်ဈေးပြစ်တာတို့ဘာလို့လုံးပြန်ပြောင်းတာဗောနော်ရွှေကြတော့အဲ့မှာ stainless steel လေးတွေကိုဝုတ်ကြည့်တဲ့အခါကျတော့တော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်တော်တော်လေးအဆင်ပြေဆိုမမင်တို့လိုမျိုးအသားရည်မျိုးတွေတော့အဆင်ပြေဆိုအခုမမင်တို့အသားရည်တွေကဘလို့လဲဆိုတော့ဝတ်တာနဲ့ချက်ချင်းဒီလိုအမဲเจ้าနေအမဲเจ้าနေဖြစ်တာ ဒီလိုအမဲကြောင်းနေဖြစ်တာတဘာဝကလည်းမမင်တို့ကအသားညိုတယ်ညိုတဲ့အပြင်ကိုအဲ့လိုတွေဝင်အဲ့လိုမျိုးတွေဖြစ်တယ်နောက်တစ်ခုရားတယ်ပေါ့နော်အဲ့နဲ့ဒါလေးကိုဝတ်ကြည့်တဲ့အခါမှာတစ်ဖက်လောက်ဝတ်တဲ့အထီကိုမင်းကဘလုံးမဘလုံးမဒီဟာနဲ့ပတ်သက်ပြီး side effect ကိုမခံစားရအောင်အဲ့နဲ့မင်းကဒီဟာကိုဘလောက်အတိုင်းနာခံလဲသိချင်တာဖြစ်တဲ့အတွက်မင်းကတဏှာလူးတယ်လူးရှင်းနေလဲလူးတယ်အခုမျက်နှာမှာလူးတယ်အခုဒါဆိုရင်မင်းဆိုရင်အဲမျက်နှာမှာဂျယ်လူးတယ် ဂျယ်လူးတယ်နောက်ပြီးကြလို့ရှိရင်ညီမလေးပေးတယ်အညီမရဲ့ဆန်းခရင်လူးဆိုဆန်းခရင်လူးရဲ့မျက်နှာကိုဆန်းခရင်လူးရင်မျက်နှာကိုပထမဦးဆုံးဂျယ်လူးရင်ဒီလေဘင်းနေလဲလူးပြစ်တယ်မျက်နှာကိုဆန်းခရင်လူးရင်ဒီလေဘင်းနေလဲလူးပြစ်တယ်အဲ့ဒါ BB ဆိုရင် BB ခရင်လူးဟုတ်ပြီ BB ခရင်လူးဆိုလဲမိမရဲ့မျက်နှာလူးပြီးဒီလေဘင်းနေလဲလူးပြစ်တယ်နေရွက်တင်နေလေဘင်းနေပေါ့နော်ဒါအများဆုံးပေါ့ဒါအလူးပြစ်တဲ့ဟာကိုပြောပြအဲ့လိုမျိုးလူးပြစ်တဲ့အခါမျိုးမှာမိမကြည့်လိုက်တော့လေဒီဟာလေးကအယောင်မကြနေဘူးပြောင်လောင်းပြောင်လာသေးတယ်ဝတ်နေနေလေဒီဂျိုးလေးက သူများတွေကဘာပြောလဲဆိုဟဲ့ဒီကလည်းနေနဲ့ရွှေအစ်စ်အတိုင်းနဲ့တော့မှားပြီပေါ့နော်နေဘလိုတော့အဲမဟုတ်ဘူးဒီတိုင်းပဲဒါရွှေအစ်စ်မဟုတ်ဘူးဒါကတရာအခုရောင်းမလို့စီစဉ်နေတဲ့ပစ္စည်းလေးပေါ့နော်အဲ့နေဒါနောက်ကျတော့နှစ်ပတ်လောက်အထိဘာမှမဖြစ်ဘူးဆိုတော့မြင်ဒီပစ္စည်းလေး quality လေးကိုစိတ်ချရတယ်ပေါ့နော်စိတ်ချရဆိုတော့မြင်ရောင်းတယ်ရောင်းတဲ့အခါမှာအခု stainless steel လေးတွေမှာအခုပေါ့နော်ဒါမမင်းကိုယ်တိုင်စမ်းသက်တာဒီဒီဇိုင်းလေးဆိုရင်တော့မမင်းအမခံတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့မမင်းကိုယ်တိုင်စိတ်ရုံကတော့ဝယ်တာတော့မဟုတ်ပါဘူးချစ်သူလေး မမင်းရှယ်ယာပစ္စည်းလေးတွေမမင်းရှယ်ယာဈေးနှုန်းလေးတွေစိုက်ယုံထားတိုင်းဈေးလုံးဝမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့မမင်းရဲ့စိုက်ယုံထားတိုင်းမဝယ်ပါဘူး။ပြီးတော့လည်းမမင်းကလက်လီကိုကြိုက်တာကိုကိုကိုစိတ်ချမ်းသာတဲ့ဒီဇိုင်းကိုကြိုက်တဲ့ဒီဇိုင်းကြားရှိခံမလားဒီပစ္စည်းတွေရဲ့ quality ဘလို့အနေထားရှိလဲဆိုတာမျိုးရွေးချယ်ပြီးတော့မှမမင်းရောင်းမှုစဉ်းစားလိုက်တယ်ပေါ့နော်။ဟိုကစိုက်ယုံထားတိုင်းမဟုတ်ဘူး။မဟုတ်တဲ့အတွက်ကြောင့်မလို့မမင်းရှီမှာဈေးများခြင်းများမယ်ဈေးနှဲခြင်းနေမယ်။အဲမဲ့မမင်းကဈေးတွေကိုအများကြီးမရောင်းခြင်း နောက်တစ်ခုဈေးတွေအများကြီးမြောင်းကျေဆိုတာဒီဒီဇိုင်းကဒါလောက်အဲ့လိုမြောင်းမင်းရှိမှာ12000ဆိုဒီ12000ရောင်းလို့ရတဲ့ပစ္စည်းမျိုးတွေအဲ့ရဲ့ price ဆိုရင်တစ်ခါတလေဆိုရင်ဈေးကအတက်ကျရှိရင်မင်းမြတ်12000တန်းမှာပဲထားထားလိုက်တယ်တက်လည်းမင်းဈေးမလျှော့ဈေးမတင်ဘူးကျလည်းမင်းဈေးမလျှော့တော့ဘူးเนาะသူအတက်ကျမညီဘူးเนาะငွေဈေးအဲ့လိုက်ပြီးတော့ဒါတွေကမင်းမင်းတို့မြန်မာနိုင်ငံထွက်တာမဟုတ်ဘူးသူများနိုင်ငံထွက်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာက DS stainless steel စက်ရုံတွေကိုမင်းလေ့လာကြည့်တဲ့အခါကျဒါတရုတ် တရုတ်ပြည်ကနေထုတ်တာလို့ပြောတယ်တရုတ်ဟောင်ကောင်လို့ပါတော့မှအဲ့မှာစက်ယုံနေနဲ့ထုတ်တာပေါ့နော်စက်ယုံနေမှာလို့တာအဲ့ဒါတွေမမြင်လေးလာကြည့်ရပေါ့မမြင်လေးလာကြည့်ချက်ပါပေါ့နော်မှားခြင်းလေမှားမယ်နော်ချစ်သူလေးတို့မမင်းထပ်ပိုတိပိုတော်ပိုတတ်တဲ့သူတွေရှိပါလိမ့်မယ်ဒါကတော့ချစ်သူလေးတွေကိစ္စမမြင်လေးလာမိတဲ့လောက်ကိုမမင်းကိုဝယ်ယူအားပေးနေတဲ့ချစ်သူလေးတွေကိုမြင်ရှင်းပြခြင်းဖြစ်ပါတယ်အဲ့တော့အခုဖြစ်နေတာဗာလဲဆိုဒီလိုမျိုးအမြင်နဲ့ဝတ်ထားတဲ့သူတွေကသိပ္ပတနာမရှိဘူး ဝင်လိုက်ချွတ်လိုက်လောက်တဲ့သူတွေမှာနည်းနည်းပြဿနာရှိတယ်။နောက်တစ်ချက်အခုမမင်းကဒီဇိုင်းတွေကိုရွေးချယ်ပြီးတော့မှမမင်းကမှားတယ်ပေါ့နော်။ဒီဇိုင်းတွေရွေးချယ်ပြီးတော့မှားတယ်ဆိုရခါတချို့ဒီဇိုင်းလေးတန်းလာတယ်။ဒါပေမဲ့ဖြူသွားတယ်။ဖြူသွားတယ်တယောက်ပေါ့နော်။မမင်းစိတ်ထဲမှာထင်လို့ဒီဇိုင်းကဝင်လိုက်ပြီးတဲ့အချိန်မှာကြည့်ပြီးတဲ့အချိန်မှာအဲ့ဒီဇိုင်းလေးရလာပဲအချိန်မှာရှမ်းလာပေါ့နော်အဲ့နေမမင်းကယူလိုက်မယ်လို့ဆိုပြီးယူလိုက်တဲ့အချိန်မှာထပ်ပြီးတော့စဉ်းစားတယ်မမင်းဒီကောင်ဖြူသွားမလားမသိဘူးပေါ့ မမင်ထင်တဲ့အတိုင်းပဲအဲ့ဒီကောင်ဖြူသွားအဲ့ဒါဆိုရင်တော့ဒါမမင်တို့ကရှင်းပါတယ်မမင်တို့ကကြောက်လုံနေရလုံးတဲ့လူတွေဖြစ်တဲ့အတွက်95 825အစုံဒီတရုတ်ပြည်ကထုတ်တဲ့အစောစောကြီးတွေဟိုအရင်ရင်ကလေးက fancy တွေနဲ့ပတ်သက်ပြီးရမ်းစိတ်ဝင်စားမမင်ကတော့မဟုတ်တာ fancy တွေနဲ့ပတ်သက်ပြီးရမ်းစိတ်ဝင်စားတယ်ဖြစ်တဲ့အတွက်အငင်းလေးလေးလာမှုတွေရှိခဲ့တာပေါ့နော်ဒါလေးတွေကတော့အကျုံးဝင်နေပြောရမှာပေါ့အဲ့တော့အခုတချို့ဒီဇိုင်းတွေဟာသူများတွေအစ်စ်တွေအစ်စ်တွေဆိုရင်မင်းရောင်းကြည့်ချင်တယ်တဲ့ဒါပေမဲ့ မစင်းကမမင်းရှိမှာဝယ်တဲ့ချစ်သူလေးတို့ကနေတယ်နေရလူတွေများတယ်အဲချစ်သူလေးတို့ကမမင်းရှိမှာတောင်း2000နဲ့ဈေးအနှိမ်ဆုံးတောင်း2000နဲ့တခုကိုဝယ်သွားပြီကဲလိုင်းပေါ်မှာသူများတွေပြောလို့ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်လှလို့ပဲအဲ့ဒါကြီးကမထော်မနှမ်းကလောကလေပုံစံဖြစ်နေချစ်သူလေးတို့အဲ့ပတ်စံတောင်း2000ဆုံးတာနဲ့တူတူပဲမမီအဲ့လိုစဉ်းစားမိတကယ်လို့ငါကဒီခင့်မိပြီးတော့အရန်ပေါ့နော်အစ်စ်အစ်စ်တွေကြီးပဲငါကအဲ့လိုလိုက်နေမဲ့အစားပေါ့နော်ရင်ရှည်လဲခံမဲ့ ဝေ့ရတာလည်းအဆင်ပြေမယ်တောမှာနေနေမြို့မှာနေနေအင်ဂျီကိုအခုခုခုမမေ့လို့ဝါတဲ့ဖတီးမကြီးအင်ဂျီကလည်းဒီလိုပုံတော့မယ်ဝတ်တဲ့သူလည်းလိုက်တယ်ပေါ့အဲအဲ့လိုမျိုးလုံးဝဖလန်းဖလန်းထပြီးတော့မှလန်ထွက်နေတဲ့လူတွေဝင့်ရင်လိုက်မယ်တဆိုင်မယ်ရိုးရိုးရှင်းရှင်းလေးပေါ့မမေ့ရတော့မမေ့အင်ကြိုက်နဲ့မမေ့စိတ်နဲ့ပေါ့တိုက်တူတဲ့ပုံစံစဉ်းစားကြည့်လိုက်မင်းတို့ကလည်းငငယ်ရွံ့ရွာမှကြီးကြရပဲလေရွာဒီမှာကြီးတာဖြစ်တဲ့အတွက်ကြောင့်မို့နောက်တစ်ခုဒီပစ္စည်းလေးတွေဝတ်တယ်ဆိုရင်လူတွေကနားမလည်ဘူးလေနော်အတုအတုအတုနဲ့အရန်ပြောတာပဲ အရန်ကိုစိတ်ပြက်စရာကောင်းတဲ့စကားပေါ့နော်ဒီလိုမျိုးအတုဝတ်တယ်ဆိုရအောင်လေဘဒုပတ်ဆန်ထဲမှာယူဖို့ဒါဘဒုအမှကြွားခြင်းလို့ဝတ်တာမဟုတ်ဘူးလို့မင်းမင်းထင်တယ်ဖလှခြင်းလို့ဝတ်တာလေဖလှခြင်းလို့ဝတ်တာရှင်းရှင်းလေးပဲရွှေတွေပါတားချမ်းသာလာလို့ရှိရဆိုလို့ရှင်လေဝတ်ချင်မှဝတ်မှာပဲလေကိုလှခြင်းတဲ့ချိန်ကိုထောက်ပါမှာအဲ့လိုမျိုးကြွားခြင်းတဲ့သူကတတ်တတ်ကြွားခြင်းတာတတ်တတ်မဆိုင်ဘူး ကြွားချက်နဲ့သူတို့လည်းအပြစ်မတင်တယ်လေသူကြွားဖို့အတွက်ကိုသူဒီကြွားနိုင်လောက်တဲ့အရေးချင်းသူစ조사ပြီးသူကြွားတာဟုတ်တယ်မမင်းကတော့အဒီလိုပဲသတ်မှတ်တယ်အဲ့တော့အခုဒီရာလေးတွေနဲ့ပတ်သက်ပြီးသူတို့အတုအတုလို့ပြောတာဟုတ်ပါတယ်အစ်စ်လို့ဘယ်သူကမှပြောမရောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုအတုလို့ပြောတော့သူတို့ဘာဖြစ်သွားမလဲဟုတ် Okay ထားပါအခုကိုချစ်သူလေးတွေကိုပြောချင်တာကြာအခုမမင်းရှိမှရောင်းတဲ့ဒီဇိုင်းတွေမြင်အစ်စ်အစ်စ်တွေနိုင်ငံတကာမှာပေါ်နေတဲ့ branded ပေါ့နော်ဒါအခုဒါဒီလိုဆိုရင်ဒါ brand design အဲ့ရနေပြီသူတို့ကနေပြီဒါပြောမယ်ဆိုရင်တော့ copy ပွားပြီးတော့မှဒီ stainless steel design မှာထွက်လာနောက်တစ်ခုချစ်သူလေးတို့ stainless steel ရဲ့ design မှာကရွှေစင် design မထွက်ဘူးဥပမာ zion nugget တို့စခြေထား nugget တွေမထွက်ဘူးနောက်나ကြီးကြိတ်မထွက်ဘူးနောက်ပြီးကြလို့ရှိရင်ဒီစက်ယုံထားတဲ့တချို့တီးတဲ့လူတွေကြတော့ဒီ 80k ကျိုးဝင်းလေးတွေနဲ့ ဟိုထွက်ဖို့သူတို့အကြံဉာဏ်တွေပါပြည့်နေတယ်။မမေကတော့စိတ်ယုံထားတိုင်းမဟုတ်ဘူး။မမေကတော့သူများရောင်းနေတဲ့ထဲမှာပစ္စည်း quality လေးကောင်းရမယ်။အမြင်လိုင်းလေးပေါ့နော်ပစ္စည်း quality လေးကောင်းရမယ်။အရေးသွေးလေးကောင်းပြီးတော့မှပစ္စည်းလေးရတက်တက်ရဖြစ်ကြမယ်။မမေကမင်းမင်းတေးသေးချာချာစီစစ်ပြီးမှချစ်သူလေးတို့လက်ထဲကိုထည့်ပေးတယ်။ဒီဂျိတ်ကလေးတွေညိနေတာမှဆအဲ့ဒါမှအစမမြန်တေးတေးချာချာကြည့်ပြီးတော့ထည့်ပေးရတကယ်လို့အဲ့ဒီအယောင်တချို့ကကြတော့ဒီ stainless steel မှာရွှေရွှေညိုအောင်တစားလာတယ် ရွှေပြူရံပစားလာဣနေရပေါ့နော်နောက်ပြီးကြလို့ရှိရင်ရွှေလိုမျိုးပဲဣနေတဲ့တစားလာအလုံးမအောင်အောင်300လာတယ်300လာတယ်ဆိုတော့မင်းထင်ပါလေသူတို့ကတော့300ထုတ်ချင်တာဟုတ်ချင်မှာဟိုမှာဒီရွှေရောင်ပဲတူတူမှုတ်လိုက်တယ်ဒါပေမဲ့ chemical ဆက်တဲ့နေရာမှာကွာသွားတာမျိုးဖြစ်မှာပါစက်ယုံကွာသွားတာမျိုးဖြစ်ပါလိမ့်မယ်အခုမမကကြတော့အခုပြောချင်တာဘာတွေ error တွေတက်လာလဲဆိုတော့ design ပေါ့နော်ဒီ design တွေမှာတချို့ design တွေကမခံဘူးတချို့ design တွေကခံတယ် အခုမမင်းတည်တည်ချာချာရွေးချယ်ပြီးတော့မှမမင်းကချစ်သူလေးတို့လက်ထဲကိုဘလို့ထည့်ပေးမလဲဆိုတော့မမင်းခုစဉ်းစားပြီးတော့လှုပ်လှုပ်လာဆိုတော့အရန်တော့မမှားသေးဘူးပေါ့နော်ဒါပေမဲ့အခုအဲ့ဒါတစ်ခုတက်တာကြတော့ဖြူသွားတယ်ဆွဲသည့်တစ်ခုကဖြူသွားတယ်ပေါ့နော်တော်တော်ဖြူသွားတယ်အမေမမေကိုလာပြောတယ်မမေကမမေလျော်ပေးမှာပါမမေလျော်ပေးရမလားပစ္စည်းနောက်တစ်ခုထည့်ပေးရမလားဆိုတော့မထည့်ပေးပါနဲ့တဲ့အမားတဲ့မဲတော့မဲသွားတာမဟုတ်ဘူးအရောင်နဲ့ဒီဆွဲချုံးနဲ့ကွာသွားတာဩော်ဒါဆိုလို့ရှိရင် ရွှေဖြူရောင်ဘက် ပါတဲ့ဟာတွေကိုငါဝယ်လို့မရတော့ဘူးပေါ့နော်။အဲ့ဒါအဲ့တကူတယ်မမင်းဆန်းဝင်လိုက်တာအရန်လှလို့ပေါ့နော်။အဲ့အရာကြီးကကြိုက်လို့ဆိုပဲလေ။ဒါပေမဲ့မမင်းထီးအခုမမင်းရှိမှတချို့ရှိသေးတယ်ခရမ်းစွဲနဲ့လှုပ်ထားတဲ့အဲ့ဒါလေးလည်းအဲ့လိုပဲ။သူရွှေဖြူအောင်တစားရှိရယ်ရွှေညိုအောင်တစားရှိရယ်ပြီးလို့ရှိရင်ရွှေအောင်လို့အိဆက်နဲ့တစားရှိရယ်။သူ 80k design ထွက်အောင်အဲ့လိုမျိုးမမင်းမမင်းလေးလာသုံးသက်ချက်ရအဲ့ဒီလိုသုံးစားထွက်တယ်။တချို့ကလည်း KAD ဆိုပြီးဒီဇိုင်းနဲ့ထွက်တယ်။တချို့ကလည်း stainless steel ဆိုပြီးတချို့ဒီဇိုင်းနဲ့ထွက်တယ်။ဒီဇိုင်းတွေကမတူဆက်ယုံနေမတူတော့မတူဘူးပေါ့။အဲ့ဒီမှာဘယ်ကောင်တွေကခက်မီဘယ်ကောင်တွေကမခက်တာလဲဆိုတော့အဲ့ဒီရွှေညုံနဲ့ဝါလေးကရတယ်ပြဿနာမရှိဘူး။ရွှေညုံကတခါတလေကြာရင်တော်တော်လေးညုံနဲ့ရုတ်တရက်ကြီးလိုက်တယ်ဆိုရင်မဲသလိုလိုဘာလိုလိုတောင်ဖြစ်တယ်။ဒါပေမဲ့သူက level ပေါ်မှာဝတ်လိုက်ဒီမမင်းတို့ဖြူးဖြူးညူညူအသားနဲ့လိုက်တယ်ဒါမမင်းခုအထားဆိုရွှေညူဘက်ကိုသွားတယ်နောက်တစ်ခုကကျရွှေဖြူရွှေဖြူကကျတော့အခုအဲ့ဒါတက်တာရွှေဖြူတက်တယ် ရွှေဖြူကဖြူထွက်သွားတာဘာလို့ဆိုတော့ဒီရွှေညိုဆွဲကျိုးနဲ့ရွှေဖြူဆွဲသီးနဲ့တွဲပြီးတော့သူတို့ကလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ရွှေညိုဆွဲကျိုးကဝင်ရင်ဝင်ရင်နဲ့ပို့ပြီးတော့အရှောင်ကပြောင်းလာတာရွှေဖြူဆွဲကျိုးကအစရွှေဖြူဆွဲသီးကကြာဝင်ဝင်နဲ့ဒီရဲ့ရွှေရောင်ကပျောက်သွားတာဖြူသွားတာပြောတာ အဲ့ဆိုဒီနှစ်ခုကတွဲလို့ဘလို့မှအဆင်မပြေဘူးဒါပေမဲ့သူတို့ကတွဲပြီးသားစက်ယုံကလာတာတွဲပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့နောက်ဆိုမင်းမင်းရှောင်းရမှာပေါ့အဲ့လိုဒီဇိုင်းဆိုရင်မင်းမင်းရှောင်းရမှာအဲ့ဒါဆိုမင်းမင်းမရှိဘူးဘလောက်လာတဲ့ဒီဇိုင်းပဲဖြစ်ဖြစ်မရှိဘူးပေါ့နော်။ငါမင်းရှိမှကျတော့ဒီဇိုင်းမစုံဘူးပါအဲ့လိုမျိုးတွေဆိုမဟုတ်ပါဘူးနော်။မင်းမင်းရဲ့တက်တက်ကိုရိုးရိုးရှင်းရှင်းဒီဇိုင်းတွေပဲဝယ်ရောက်ပါလေ။ဘာလို့ဝယ်ရောက်ပါလဲဆိုမင်းမင်းရှာဝယ်တချို့ကတော့ မြို့ပေါ်မှာနေတဲ့အစကက်အတူလေးအရင်ဒါပေမဲ့လူများစုကအများနဲ့နေတိုင်းဝှစ်ချင်တယ်လို့မင်းခံစားမိရဲ့လေဒါတည်းကအများတိုင်းပတ်စံ12000ဆိုလဲမင်းမိတ်စိတ်ထဲမှာဒါလွယ်ကူတဲ့ပတ်စံမဟုတ်ဘူးလေနော်12000ရဖို့ဆိုရလေမလွယ်ကူပါဘူးရထားပြီးသား12000ကိုအနည်းဆုံးတော့6လတစ်နှစ်ခံမှဖြစ်မယ်ဝတ်ထားလိုက်လို့တနည်းလောက်ဝတ်ထားလိုက်လို့ဘာမှမဖြစ်ဘူးတနည်းပြော်ပြီးတော့မှဒီကောင်ကအကြောင်းမျိုးမျိုးကြောင့်ပြဿနာတက်တယ်ဆိုလွတ်ပြေးနိုင်ရပါမယ်နှစ်လသုံးလလေးဝတ်ပြီးတော့မှအဲ့လိုမျိုးဖြစ်သွားဆိုတော့တူတူကိုကိုအဆင်မပြေဘူးပေါ့နော် အဲ့ဒါတော့မမင်းငင်ကချစ်သူလေးတို့ဘက်ကနေခံစားကြည့်ရပါဘာလို့ဆိုမမင်းကိုယ်တိုင်လည်းဝတ်တယ်မမင်းညမတွေလည်းမမင်းရှောင်းတယ်ရှောင်းပေးတယ်ဆိုတာလေသူတို့ပတ်စံယူခြင်းတော့မဟုတ်ဘူးပတ်စံယူမှဒီပစ္စည်းတွေရဲ့တန်မိုးကိုကိုကိုတန်မိုးဒီပစ္စည်းလေးတွေတန်မိုးထားဝယ်ကောင်တယောက်ကကြတော့အခုဒီရွှေကြိုးဒီ stainless steel ကြိုးကိုရွှေဆွဲသီးနဲ့ဝတ်တဲ့ဟာရှိရယ်သူကလေ သူကရေမွေးဖြန့်လိုက်တယ်ရေမွေးဖြန့်လိုက်တဲ့အခါကျတော့အဲ့ဒီဆွဲဒီလေးကမင်းမင်းပျောက်သွားလို့မင်းမင်းဘယ်နှထားမိမယ်မသိရေမွေးဖြန့်လိုက်တဲ့အခါကျတော့အဲ့ဒီရေမွေးကအဲ့ဒီ stainless steel ရဲ့ဆွဲဒီကိုသွားထိတယ်ဆွဲဒီကိုသွားထိတဲ့အခါကျတော့အမဲဆက်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 လေးတွေပေါ်လာတယ်အချမ်းသာဘာမှမဖြစ်ဘူးအဲ့ဒါကကျတော့မင်းကဩရေမွေးလုံးဝမရအောင်ဆိုတော့ပြီးသွားတယ်အဲ့တော့သူကသူ့မှာရှိရဲ့ဆွေဆွေဆွဲဒီလေးနဲ့ဒီ stainless steel ကြိုးလေးနဲ့အခုချိန်ကြီးဝတ်ထားစေပါ အော်မင်းတို့ဟိုရွှေအပားလေးတွေနဲ့ကြောက်နီလေးနဲ့ကုတ်ထားတဲ့ရွှေစွဲသီးလေးလေအဲ့ဒီဟာလေးနဲ့ဝတ်ထားတာတော့မှရွှေကမစားတော့ဘူးသူဒီတိုင်းပဲဝတ်ထားစေပဲကြပြီအာသူနှစ်လလောက်တောင်ရှိပြီထင်တယ်ရွှေစွဲသီးနဲ့ဝတ်ထားတကယ်လို့ပေါ့နော်အခုမမင်ရှင်းများတယ်လို့အဲ့ဒါလေးတွေတက်ပြီးတော့မမင်ကိုပြန်မပြောရဲလို့ပဲဖြစ်ဖြစ်မမင်ကိုပြန်ပြောရမှာအားနာလို့ပဲဖြစ်ဖြစ်မမင်ကိုစိတ်တူလို့ပဲမပြောတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုရင်အဲ့ကျိုးလေးတွေကိုဝတ်လို့ရတယ်ရွှေနဲ့ အခုမမေးညမလေးဝတ်ထားတာဘာမှမဖြစ်ဘူးပေါ့နော်ညမဝမ်ခွက်ဝတ်ထားတာဘာမှမဖြစ်ဘူးသူဝတ်ထားတာအဆင်ပြေတယ်အဆင်ပြေတယ်ဆိုတော့တကယ်လို့မြန်အဲ့လိုအဲ့လာတက်ခဲလို့ရှိရင်အဲ့လိုဝတ်လို့ရတယ်တကယ်လို့မဟုတ်ဘူးဆိုလို့ရှိရင်လည်းချစ်သူလေးတို့စိတ်ချလက်ချစိတ်ချမ်းသာစွာဝတ်ပါဆက်ပြာနဲ့ဒီဆေးဖို့ကိုအာမနာပါနဲ့ဘာလို့အာမနာပါနဲ့ဆိုတော့ အာမနာမှသူကပစ္စည်းကလည်းတည်းကဒီကောင်ကကြီးလေးတွေပြောင်းဝင်းဤနေပါဘောเนาะအဲ့လိုမျိုးဒီလိုပေါ့เนาะအားလေးတွေဝင်းဤနေပါပါအဲ့တခုမင်းပြောချင်ပါတယ်เนาะဒါကိုကိုကအစ်စ်လိုတမိုးထားပြီးဝတ်လို့ရှိရင်အစ်စ်လိုပဲကိုရှိမှာသူနဲ့ကိုเนี่ยတသားတည်းကြမှာပေါ့အတူလိုခံယူပြီးဝတ်တဲ့အခါကျလည်းပစ္စည်းလက်ခက်ဖြစ်တော့လေပစ္စည်းလက်ခက်ဖြစ်တော့မှာပေါ့ ဒါတော့မမင်းကအကြံပေးချင်တာပါ။အဲ့တော့အခါကျအခုအဲ့ဒါလေးတွေတစ်ခုတက်တာလေးကိုမြန်ချစ်သူလေးတို့လာပြောပြတာပါ။ဒီ stainless steel မှာအခုမမင်းလေးလာမိတလောက်၃မျိုးလာတယ်ပေါ့နော်။ရွှေလိုပဲဤဆက်နေတဲ့တစားလာတယ်။ရွှေညိုရောင်လေးတစားလာတယ်။ရွှေဖြူရောင်တစားလာတယ်။အခုရွှေဖြူရောအဲ့ဒါစတက်ပါလေ။ဒါမမင်းရွှေဖြူကိုတိတ်မကြိုက်လို့မင်းမဝယ်ဘူး။ရွှေညုံနဲ့ရွှေဝါလေးတွေအဲ့ရွှေရွှေဝါပဲပြောရမှာရွှေဝါနဲ့ရွှေညုံနဲ့ရွှေဖြူနဲ့သူက၃မျိုးဖြစ်နေတယ် အခုရွှေဖြူရောင်ဖြစ်နေတဲ့ဆွဲသီးကအရင်အရာတက်တယ်။အမေမင်းပြန်ရောပေးမယ်ဆိုတော့ညီမလေးကမယူပါဘူးဒီညီမလေးကမယူဘူးတဲ့အမားလည်းရတယ်တဲ့ဆိုတော့သူလာပြောတာကိုကိုမင်းမင်းတကယ်ကျေးဇူးတင်တယ်ဒါမှလည်းမမင်းတို့ကဘာလို့ဒီလိုမျိုးပြောရလဲဆိုတော့မမင်းဟိုဒီဟာမမင်းကိုယ်တိုင်ထုတ်တဲ့စက်ရုံကမမင်းကိုယ်တိုင်သွားပြီးတော့ဒါတွေကိုပေါ်ဆက်ပြီးတော့မှ body juice တွေကိုပေါ်ဆက်ပြီးထုတ်တာမဟုတ်တဲ့အတွက်သူများထုတ်တာကိုမမင်းတို့က ကြည်ပြီးတော့မှစဉ်းစားချင်းချင်းကိုကိုလုတ်ခဲ့ဘူးတဲ့အလုံငယ်အတွေ့အကြုံတွေကဘဟုသုတတွေနဲ့ပေါင်းဆက်ပြီးတော့မှဒါချစ်သူလိုလိုလက်ထဲကိုမမြန်ထည့်ပေးချင်တာပါဘလို့ပဲဖြစ်ဖြစ်ပါကြောက်စင်းဆိုရင်လည်းကြောက်စင်းကိုဘလို့သူ့နဲ့လိုချင်တဲ့ဈေးလေးနဲ့တင့်တောင်းတင့်တယ်လေးတတ်တတ်ရဲ့လေးဖြစ်အောင်မမြန်ထည့်ပေးပါတယ်။အောက်ဈေးတွေတအားပေါ်ပြီးတော့မှနောက်တစ်ချိန်ကျတော့တောင်းကျော်2000နဲ့ဝယ်ပြီးသုံးစားလို့မရတဲ့ဟာမျိုးမျိုးဖြစ်စေခြင်းခုနောက်ပိုင်းဆိုရင်တော့ကြောက်စင်းကိုနည်းနည်းကောင်းတာလေးပဲရောင်းတော့တယ်။ဘာကြောင့်လဲဆိုရင်ရေရှည်မှနောက်နာမရစေခြင်းပေါ့ပါ။ ဈေးပေါ်ပေါ်လေးတွေနဲ့ယူပြီးတော့နောက်ပြီးကြလို့ရှိရင်ဒါတွေကဘယ်နာမှမအတုံးမဝင်တော့ဘူးဆိုရင်ကြည်ပြီးစိတ်မကောင်းဘူးเนาะအဲ့တော့မင်းချင်းထဲလည်းပြောမခံနိုင်ဘူးဈေးများလို့ဒရရှိကမဝယ်ဘူးဆိုတာပြဿနာမရှိဘူးဈေးနည်းနည်းနဲ့ဝယ်ပြီးနောက်တစ်ချိန်ကျမှဒရအောင်နေတိုင်းနေတိုင်းဆဲနေနေလောက်ရပြို့တော့မင်းမလုပ်ဘူးပေါ့နော်ဈေးကြီးရပစ္စည်း quality နဲ့ light ဖတ်တဲ့သူ့ရဲ့အရေးသွေးကိုရတယ်ဆိုလို့ရှိရင်ဈေးများလို့ပြောချင်ပြောပါစေ ောက်တစ်ချိန်ကျရင်ဘယ်ချိန်မှကြီးကြီးမင်အောင်ဝင်လိုက်တဲ့ပစ္စည်းတွေပစ္စည်း quality ကောင်းလာဖြစ်တဲ့အတွက်သူ့ဈေးနဲ့သူတတ်တလုံးဝေးရတဲ့သူတို့ပျော်ရွှင်တဲ့ခံစားချက်ကိုမြင်ပေးမှာပါအဲဆိုတော့မမင်နဲ့အလုံးလုံးလို့ဆုံးရှုံးနေနာတော့ရယ်ဆိုတော့ချစ်သူလေးတို့ကမရှိပါဘူးဘာလို့လဲဆိုတော့မမင်တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့မမင်ရဲ့ကုန်ပစ္စည်းလေးတွေကိုရောင်းချပေးနေတာလေအဲဒါတော့ဒီနေ stainless steel ရဲ့ error လေးတွေကိုမမင်ကဘယ်လိုဖြေရှင်းရမလဲဆိုတော့လာပြောပြရပါနောက်တစ်ခုကတော့လေမမင်ကိုယ်တိုင် ဆန်းသက်ဝတ်ပြီးတော့မှဒီ stainless steel တွေကိုရောင်းနာဖြစ်တဲ့အတွက်မမင်းရှီယာနဲ့ယုံကြည်စိတ်ချပြီးဝယ်လို့ရပါတယ်။ကြောက်စိမ့်နဲ့ပတ်သက်ပြီးလို့ရှိရင်လည်းမမင်းရှီယာနဲ့ယုံကြည်စိတ်ချပြီးဝယ်လို့ရပါတယ်ဆိုရဲအကြောင်းကိုမမင်ကဒီ video file လေးနဲ့ချစ်သူလေးတို့ကိုဒါ promotion ဆင်းတာပေါ့နော်။ကဲချစ်တဲ့စိတ်လေးနဲ့မမင်ကိုကြည့်ပေးတဲ့အားပေးတဲ့တယောက်ချင်းစီတာမမင်ကျေးဇူးများတင်ပါတယ်။နောက်နောက်လည်းမမင်ကစနေတနင်္ဂနွေအပတ်တိုင်းမှာ live လေးရရှိရဲ။ကျန်တဲ့ရက်တွေကတော့ဒီလိုဗီဒီယိုပညာသစ် ပေးဗီဒီယိုဖိုင်လေးလည်းတင်မယ်ပစ္စည်းကြော်ညာမိတ်ဆက်ဗီဒီယိုဖိုင်လေးတွေလည်းမမြတ်တင်သွားမှာဖြစ်ပါတယ်တကယ်လို့တစုံတရာစိတ်အနှောက်ယှက်ဖြစ်တယ်ဆိုရင်မမြတ်ဗီဒီယိုဖိုင်လေးရနေပြီးတော့မှချစ်သူလေးတို့ရဲ့စိတ်အနှောက်ယှက်ဖြစ်တယ်ဆိုမမြတ်အနှူးညွတ်တောင်းပါပါတယ်လို့နော်တကယ်လို့ထပ်ပြီးစိတ်အနှောက်ယှက်ဖြစ်နေသေးတယ်ဆိုရင်တော့ကြော်သွားလိုက်ပါကဲအားလုံးပဲတာယာတဲ့နေလေးတင်ပြီးပိုင်ဆိုင်ကြပါစီတတ်တာ